တကြံတွဲမှာကုတ်တူယူရင်သွားလို့ပြေးသွားမယ်ဆိုရယ်ဆိုပြတဲ့စဉ်အားလုံးပဲမိလာပါရှင်မင်းသမီးလေးစုပြတဲ့စဉ်ကတော့အခုစရင်တကြံတွဲလေးမှာလွမ်းအပ်နေတဲ့နေရာလေးတွေကိုသူကိုယ်တိုင်တွားရောက်ကလူတန်းထောက်ပံ့ပေးနိုင်ဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်စုပြတဲ့စဉ်ကတော့တကြံရက်လေးမှာကုတ်တူယူရင်ဖြတ်တန်းသွားမယ်လို့ဆိုပါတယ် အခုဆိုရင်မင်းသမီးလေးစိုးပြေတစဉ်ဟာငလင်ဘေးအတင်းပြည်သူရင်းစီကိုသူကရန်ထောက်ရောက်ကလွတ်တန်းချောက်ပန်းပေးခဲ့ပြီးဖြစ်တယ်လို့အခုတချံရက်လေးမှလည်းအရေးပေါ်လွတ်အပ်တဲ့နေရာရင်းစီကိုဖယောက်ကစားတော့စရာတွေလွတ်တန်းပေးသွားမှာဖြစ်ပါတယ်။အဲကြောင့်တွင်နဲ့ဖတ်တဲ့ပရောလေးစိုးပြေတစဉ်ဟာခုလိုပဲပြပြလာခဲ့ပါတယ်။စိုးပြေတစဉ်ဟာဒီနေ့လွတ်အပ်တဲ့နေရာရင်းမှာဝစားပြေလွတ်တန်းပါမယ်။လွတ်တန်းဖို့ကရိုင်းလေးကုလုပ်ပေးနေပါတယ်။ဖြစ်သွားတဲ့အကြောင်းအရာတွေမှာထပ်တူခန်းစားရပါတယ်။အလုံးနဲ့ထပ်တူရင်းနေခန်းစားရပါတယ်။ ကိုရိုင်းလည်းမလေးမှာရှိနေပြီးငလင်တန်တွေ့ကြုံခန်းစားခဲ့ရတာမို့အိမ်မက်ထုလိုပဲပြန်ပြောပြဖို့တွေးလိုက်ရင်တော့စိတ်ထဲမှာခန်းစားရဲဆိုပြရတဲ့90မှတည်ပြီးထမင်းဘူးလေးတွေလည်းဝေပါမယ်ဘူးငွေတွေကိုတခြားလူအဲ့အထက်နေရာလေးတွေမှာလည်းလူပါမယ်အခုကြုံတွေ့နေရတဲ့ခက်ခဲကြီးအနေအလုံးအမြန်ဆုံးလူမြောက်ကြပါစေရှင်ဆိုပြီးဆိုပြတဲ့စဉ်အပြောဆိုလာခဲ့ပြီးငလင်ပေတင်ပြသူတွေကိုစုတောင်းပေးလာခဲ့ပါတယ် မန္တမီလေးအစိုးပြတစ်စင်ကတော့မလေးမျိုးကငလင်ပြည်တင်ပြည်သူတွေအတွက်လူရ1300စာထမင်ဘူးရီကိုဂရိုင်းသွားရောက်ကလူတန်း6ပန်းပေးခဲ့တယ်လို့စကိုင်းမျိုးမှာငလင်ပြည်တင်ပြည်သူတွေအတွက်ကိုလည်းပြည်လဲထူထောင်ရေးအတွက်အသုံးပြုနိုင်ရန်ချက်သိန်း40ထမင်လူတန်းပေးခဲ့ပါတယ်။အခုစဉ်မန္တမီလေးအစိုးပြတစ်စင်ကငလင်ပြည်တင်ပြည်သူတွေအတွက်တရော့တနီယာကနေပါဝင်လူတန်းပေးနေပြီဖြစ်ပါတယ်။ ဆိုပြတဲ့စင်ကတော့ပြန်ထန်တဲ့ငလင်းတန်းအကြောင်းအချင်းကြီးဆိုတော်ရည်နေရာတွေနဲ့ပတ်သက်ပြီးသတင်းကောင်းလေးကြားချက်အကြောင်းထုတ်ပြလာခဲ့ပါတယ်။ဆိုဗီယက်တစင်ကတော့တိုင်အောင်မှာပိမိနေပြီးနိုင်ရီပေါင်းတရားကျော်ကြီးကိုအသက်ရှင်ရရှိနေတဲ့သူတွေကိုပြန်လဲပြီးတော့ကဲထုတ်ပေးနိုင်တဲ့အပေါ်မှာလည်းဝမ်းသာနေပြီးဆိုဗီယက်တစင်ကအဲ့ဒီပေါ်မှာလည်းဆူတောင်းပေးလာခဲ့ပါတယ်။ဆိုဗီယက်တစင်ကတော့ရေပေါ်လွင်အချက်ရှိနေတဲ့နေရာတွေကိုလည်းချက်ပြီးတော့ကြံပြေးသွားမယ်လို့လည်းသိရပါတယ်။ အခုလက်ရှိမှာတော့ဒီမရဲ့ social media တွေပေါ်မှာအရေးကြီးသတင်းလေးတွေမျှဝေပေးနေရကိုတွေ့ရပါတယ်။အင်အားပြင်းထန်တဲ့မြေကလင်းတန်းတောင်ပြကြောင်းကန်တိုက်တာများပြိုကျပျက်စီးခဲ့ရကလူပေါင်းများစွာတည်ဆုံဒဏ်ရာရရှိခဲ့ကလမ်းပန်းဆက်တွေရေးတွေကလည်းတချို့နေရာတွေမှာအရင်ကပျက်စီးဆုံးရှုံးမှုများခဲ့ရပါတယ်။ အခုလက်ရှိမှာတော့ဆိုဗီယက်ဒီဇိုင်းကအမှုပညာလုပ်လေးတွေကိုရောပရိုက်ဟစ်တာလုပ်လေးတွေမှာပါစူးစမ်းလုပ်ကိုင်ပေးနေလျက်ရှိပါတယ်။အခုဆိုရင်ဆိုဗီယက်ဒီဇိုင်းဟာနောက်ထပ်ကိုရိုင်းတွားရောက်ထောက်ပံ့ပေးနိုင်ရတဲ့အစီအစဉ်တွေပြီးဖြစ်တယ်လို့ပရိုက်ဟစ်တာအကျိုးပြုအလုပ်လေးတွေမှာသရုတ်တင်ရကနေပါဝင်အားပြေးပေးနေပြီးဖြစ်ပါတယ်။မင်းသမီးလေးဆိုပြတဲ့ဇင်ကတော့ပရိသတ်ရဲ့အချက်တွေကိုရရှိထားရုံတမကအမှုပညာတိုင်ဝိုင်းကချီချိုးပြောဆိုမှုတွေကိုလည်းခံထားနေရပါတယ်။ အခုလက်ရှိမှာလည်းဆိုဗီယက်တစ်စင်ကအနုပညာလုပ်လေတွေကိုရောပါဟစ်တာလုပ်လေတွေကိုပါစူးစမ်းလုပ်ကင်ပေးနေလျက်ရှိပါတယ်။ဟောရွှေဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်တော်ရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်ကြောင်းအသစ်တွေနဲ့တူပြန်လာခေတ်မှာဖြစ်လို့အတိတ်တတော်ရီတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်။အဆုံးတရားအပြည့်ကြီးရှိမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။